မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ31ရက်နေ့မနက်ပိုင်းအရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာနေ့တိုင်းလောင်းလုံးမြို့နယ်ပန်းတင်ကြီးပါအနီးမှာအကြမ်းဖက်စစ်တပ်ရဲ့စစ်ကူစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ရာစစ်ကောင်စီဘက်ကအယောက်30ထဲမနေတေဆုံးသွားပြီးတော့တော်လိုင်းရဲဘော်တအူးကြာဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇူလိုင်လ29ရက်နေ့မနက်9နာရီခွဲအချိန်ကမှလောင်းလုံးမြို့နယ်ပန်းတင်အင်းကျေးရွာအနီးမှာအကြမ်းမဲ့ဆက်တပ်ရဲ့အင်အား300ဝန်းကျင်ပါတဲ့စစ်ကူစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီထိပ်ပိတ်တိုက်ပွဲဟာ7မိနစ်ခန့်ကြာမြင့်ခဲ့ပြီးတော့တိုက်ပွဲအတွင်းမှာအကြမ်းစစ်တပ်ဘက်ကအယောက်30ထက်မနည်းသေးဆုံးကတော်လိုင်းတပ်ဖွဲ့တွေဘက်ကရဲဘော်တအူးမြင့်မြတ်စွာအသက်ပေးလူသွားခဲ့ရတယ်လို့သိရပါဗျ။ စေခွေးသေးတဲ့စေရင်ကထတ်တိုးသေးတာတော့မရှိသေးဘူးဒဏ်ရာရတာတွေတော့ရှိနေတယ်အဲ့ဒီစစ်ကြောင်းကဒဝေရည်နဲ့စိတ်ကန်းစီးပွားရေးဇုံကနေနဲ့အိမ်တော်ကိုစစ်ကူတက်မဲ့စစ်ကြောင်းပါလို့ဒုရကစစ်ကြောင်းကတာဝန်ရှိသူကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုဒဝေအမျိုးသားလွတ်မြောက်ရေးတပ်တော် DNL ရဲ့ဒုရကစစ်ကြောင်း DEF TBLF နိုင်ငံပြောက်ကြားတပ်ဖွဲ့ဒေါနာတက်ခွဲ6တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ဘီလင်းမြို့နယ်မဲပလီဘျူဟာစခန်းသိမ်းတိုက်ပွဲမှာတရချောင်းအခြေဆိုင်ခမရ405တရင်မှုစိုင်းသူရထေးကဒဏ်ရာရတဲ့စစ်သည်များကိုခေါ်ဆောင်သွားခြင်းမရှိဘဲနဲ့ခြံထားခဲ့ကထွက်ပြေးသွားကြောင်းကိုစစ်တုံးမန်းများကဝန်ခံပြောဆိုခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ29ရက်နေ့မှာအမတ်29စစ်ဘျူဟာအမတ်နဲ့စစ်ဒေသခွဲက မဲပလီဗျူဟာစခန်းသိမ်းတိုက်ပွဲကနေဖမ်းဆီးရမိတဲ့စစ်တုံဘန်းများကိုတွေးဆောင်မေးမြန်းတဲ့အချိန်မှာအခုလုံဝန်ခံပြောဆိုခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါးအဲ့ဒီတိုက်ရင်မှုစိုင်းသူရထေးဆိုတဲ့ကောင်ဟာဒဏ်ရာရတဲ့စစ်သည်များကိုခေါ်ဆောင်သွားခြင်းမရှိပဲခြံထားခဲ့ပြီးတော့အဲ့ဒီတိုက်ရင်မှုကိုတွေးရင်တပ်ပြစ်မှဖြစ်ကြောင်း တည်ရင်မှုရဲ့လောက်ရဟာတာဝန်မဲ့တဲ့လောက်ရဖြစ်ပြီးတော့ခေါင်းဆောင်ကောင်းမပီတာကြောင်းစစ်တုံးဘန်းများကဖြေချပြောဆိုထားပါတယ်ကျွန်တော်တို့တိတော်မတိလိုက်ပါဘူးကျွန်တော်တို့ကစေကမ်းမှာရှိနေတာတာဝန်မဲ့တယ်သူ့ကိုတွေ့ရင်တပ်ပြစ်ခြင်းနဲ့ခေါင်းဆောင်ကောင်းမပီတာလို့လို့စစ်တုံးဘန်းများကပြောပြထားပါတယ်အခုလိုမျိုးခြံထားခြင်းခံခဲ့ရတဲ့ဒဏ်ရာရတဲ့စစ်ကောင်းစီတပ်သားများကိုတော်လိုင်းရဲဘော်များကစစ်လေရင်နဲ့ပြစ်ခတ်နေတဲ့ဂျားတွေကကဲထုတ်ပေးပြီးတော့စေဝါကုသမှုပေးကကဲတင်ထားခြင်းဖြစ်တယ်လို့သိရပါတယ် အကြပ်ဖက်စစ်ခွေးတိုက်ရဲ့မဲပလီဗျူဟာစခန်းကို2025ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မနက်7:00နာရီအချိန်မှာတော်လိုင်းပူပေါင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မြေကြီးနားမြို့ယူဇနာရက်ွက်မှာရှိတဲ့ဒေါက်တာတူးကြာရဲ့နေအိမ်အနီးမှာမနေ့ကမွန်လွယ်ပိုင်း2နာရီခွဲလောက်ကဘုံပေါက်ကွဲမှုထပ်မံဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒေါက်တာတူးကြာရဲ့နေအိမ်အရှိမရှိတဲ့မူဂျိုအောင်းရဲ့ဘေးကရေမြောင်းထဲမှာပေါက်ကွဲခဲ့ခြင်းဖြစ်ပြီးတော့ကျောင်းရဲ့အုတ်တရန်းအနေငယ်ပဲ့သွားတယ်လို့ရက်ွက်နေပြည်သူတူးကပြောပြထားပါတယ်။ဒေါက်တာတူးကြာရဲ့အိမ်ရှိတဲ့နေရာမှာမူဂျိုအောင်းဖွင့်ထားပါတယ်။ကျောင်းရဲ့ဘေးမြောင်းထဲမှာချထားခဲ့တာထင်တယ်။ မြောင်းထဲမှာပေါက်သွားတာမြောင်းအဖုံးတွေကလန်ပြီးတော့ကျောင်းရဲ့အုံနိုင်ရနည်းနည်းပဲ့သွားတယ်ဒေါက်တာတူးချာရဲ့အိမ်ဘက်မှာလည်းအပေါက်တွေအများကြီးဖြစ်သွားတယ်ကလေးတွေရှိတဲ့နေရာဆိုတော့သူတို့သတိပေးတာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်မလုပ်သင့်ဘူးလေလို့ပြောပြထားပါတယ်ပြီးခဲ့တဲ့ဇူလိုင်လ9ရက်နေ့ကလည်းဒေါက်တာတူးချာရဲ့နေအိမ်မှာအတန်မိုင်းလို့ယူဆရတဲ့မိုင်းတစ်လုံးပေါက်ကွဲခဲ့တယ်လို့သိရပါတယ်မြေကြီးနားမြို့အတွင်းမှာရှိတဲ့ကိုပိုင်ကျောင်းများကိုလည်းပြီးခဲ့တဲ့ AP လကစတင်ပြီးတော့မြေကြီးနား PDF အမိခံထားတဲ့အဖွဲ့ကဘုံထောင်းမယ်မိုင်းခွဲမယ်ဆိုပြီးတော့ချင်းချောက်စာများပေးဖို့က ငွေတောင်းခံမှုများပြုလုပ်ခဲ့ပြီးတော့ဇွန်လ25ရက်နေ့မှာဂျမ်းမိုင်ကောင်ရက်ကွက်နဲ့အေပီလာမှာယူဇနာရက်ကွက်မှာရှိတဲ့ကိုပိုင်ကြောင်းများအနီးမှာမိုင်းတွေ့ရှိခြင်းနဲ့ဘုံပေါက်ကွဲခြင်းများဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။လက်ရှိဘုံပေါက်ကွဲမှုဖြစ်ဆင်တဲ့ပတ်သက်ပြီးတော့ဘာအကြောင်းကြောင့်ညီသည့်အဖွဲ့အစည်းကပြုလုပ်ခဲ့တယ်ဆိုတာကိုတော့မသိရသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းကံဘလူမြို့နယ်တုံးခွာရွာအနီးမှာရှိတဲ့ခြာချင်းဆေးရုံကိုအကြပ်ဖက်စစ်ခွေးတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ရာ ပြည်သူ၅ဦးတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ29ရက်နေ့ည10:00နာရီခွဲအချိန်ကမှကမ်ဘလူးမြို့နယ်တုံးကွာရွာအနီးမှာရှိတဲ့ချာချင်းဆေးရုံကိုအကြမ်းဖက်ဆိတ်ခွဲတိုက်ရဲ့ဒရုန်းလေးတပ်ကနေတက်လာတဲ့တိုက်လေယာဉ်များကဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အကြမ်းဖက်ဆိတ်ခွဲတိုက်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းမှာပြည်သူ၅ဦးတိတ်ဆုံးကထိခိုက်ဒဏ်ရာရရှိသူများများပြားခဲ့တယ်လို့သိရပါတယ်။အခုအတီးပြုတ်လို့ရသလောက်ကတော့ပြည်သူ၅ဦးတိတ်ဆုံးသွားပါတယ်။ဒဏ်ရာရတဲ့သူတွေလည်းများတယ်။ တေဆုံးသူအရေးအတွက်တိုးလာနိုင်တယ်။သုံးကွာခြေရွာနာကခြာချင်းဆေးရုံကိုဘုံကျဲသွားတာအရက်သားဆေးရုံပါလို့တော်လိုင်းသတင်းအရေးမြစ်ကပြောပြထားပါဗျ။အချမ်းမစစ်ခွေးတက်ဟာအရက်သားပြည်သူများနေထိုင်တဲ့ခြေရွာများဆေးရုံနဲ့စာတင်ကျောင်းများကိုပြစ်မှတ်ထားတိုက်ခိုက်နေခြင်းကြောင့်ပြည်သူများအနေနဲ့အထူးဂရုပြုနေထိုင်ကြရန်ဒေတာရင်းတော်လိုင်းရေးအဖွဲ့များကအသိပေးထုတ်ပြန်ထားပါဗျ။အလားတူပဲဇူလိုင်လ26ရက်နေ့ မွန်လွဲ၂နာရီအချိန်မှာတနင်္သာရီတိုင်းပလောမြို့နယ်လက်ပံပြင်ကျေးရွာကိုအကြမ်းဖက်စစ်ခွေးတပ်ကလေရင်နဲ့ဘုံကျဲချမှုကြောင့်ပြည်သူတအုပ်တွေဆုံးပြီး၃ဦးဒဏ်ရာရရှိကာကျေးရွာဘာသာရေးအဆောက်အုံတစ်လုံးပြတ်စည်းခဲ့တယ်လို့ KNU ကသတင်းထုတ်ပြန်ထားပါတယ်။စစ်တပ်ရဲ့လေရင်နဲ့ဘုံကျဲချမှုကြောင့်ကျေးရွာအတွင်းမှာရှိတဲ့ခရီးယံဘာသာရေးခန်းမဆောင်အဆောက်အုံတစ်လုံးပြတ်စည်းခဲ့တဲ့အပြင်လက်ပံပြင်ကျေးရွာကအသက်၃၂နှစ်အရွယ် စောကြော်လင်းခေါ်စောတို့ခုတေဆုံးခဲ့တယ်လို့သိရပါတယ်အသက်30အရွယ်နော်ညိုးညိုအသက်9နှစ်အရွယ်စောဘူစမ်းပတ်အသက်6နှစ်အရွယ်နော်စုသိန်းအောင်တို့၃ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မှာလူငယ်များ PDF game ဆော့မဆော့ကိုစစ်ခွေးတပ်ကလိုက်လံစစ်ဆီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့ဇွန်လ28ရက်နေ့ကရန်ကုန်တိုင်းတောင်တကုံမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံစစ်ခွေးများကလူငယ်များကိုစစ်ဆဲမှုများပြုလုပ်ရမှာဖုန်းထဲမှာ PDF ဂိမ်းများထည့်ထားခြင်းရှိမရှိနဲ့စော့နေခြင်းရှိမရှိကိုစစ်ဆဲမေးမြန်းမှုများပြုလုပ်ခဲ့တယ်လို့သိရပါဗျ။စစ်ခွေးတွေကဖုန်းတွေကိုယူစစ်တဲ့အချိန်မှာ Facebook မှာနိုင်ငံရေးနဲ့စိုင်းနာတွေရှိလားလို့မေးတယ်။နောက်ပြီးတော့ PDF ဂိမ်းတွေထည့်လာတာလို့မေးတယ်။ မိုဘိုင်းလေးချန်တစ်ခုပဲဆော့တယ်ကျန်တာတွေမသိဘူးလို့ပြောတော့မှဖုန်းကိုမျိုးစုံစစ်ပြီးတော့မှပြန်ပေးတာလို့ကိုရိုင်းကြုံတွေ့ခဲ့ရတဲ့လူငယ်တအုပ်ကပြန်လည်ပြောပြထားပါဗျ။ PDF ဂိမ်းများဆော့ခြင်းနဲ့ပတ်သက်ပြီးတော့အထူးတလဲစစ်ဆေးဖို့အတွက်စစ်ကောင်စီကစာနဲ့ညွှန်ကြားထားခြင်းမရှိတော့လဲစစ်တပ်အရာရှိတချို့ကနှုတ်အားဖြင့်ညွှန်ကြားထားတဲ့အတွက်ဖမ်းဆီးအရေးယူရန်မှာကြားထားခြင်းသာဖြစ်တယ်လို့ရန်ကုန်မှာရှိတဲ့ရဲတရင်အင်းမြစ်ကပြောပြထားပါဗျ။ ်ဒီအပိုင်းအတွင်းမှာစစ်တပ်ကလူငယ်တွေကိုဖမ်းဆီးရင် ဖုန်းထဲမှာပါတဲ့ application တွေကိုစစ်တယ်အထူးသဖြင့် War of Hero Game ပါမှာပါစစ်တယ်အဲ့ဒီ game တွေက PDF တွေကိုထောက်ဖို့လုပ်နေတာမို့လို့လက်နက်တွေဝယ်ပြီးသူတို့ကိုလုံခြံတိုက်ခိုက်တာတွေဖြစ်စေနိုင်တယ်လို့ရန်ကုန်မှာရှိတဲ့ရဲတရင်အရင်းမြစ်တအုပ်ကပြောပြထားပါတယ်စစ်ကောင်စီရဲ့ဝါရဖြတ်မီဒီယာများဖြစ်တဲ့မြမအလင်းနဲ့ကျင်းမုံသတင်းစာများမှာ PDF ဂိမ်းများစော့ချင်းကိုစစ်ဆေးတွေ့ရှိပါကဥပဒေအရရဲယူခံရနိုင်ကြောင်းထည့်သွင်းထားပါတယ် PDF တပ်ဖွဲ့များအား တဖက်တလန်းကနေထောက်ပံ့လှူဒန်းရန်တော်လန်လိုစိတ်တွေတိုးပွားစေရန်စတဲ့ရည်ရွယ်ချက်များကို NUG CRPH လက်အောက်ခံအဖွဲ့များက PDF games application များကိုတီထွင်ဖန်တီးထားခြင်းသာဖြစ်တယ်လို့យေတာထားပါတယ်။စစ်ကောင်စီကိုတော်လန်နေတဲ့တော်လိုင်းအင်အားစုများကထောက်ပို့ကူညီရန်အတွက်လှုပ်ဆောင်ထားတဲ့ game ဟာ War of Hero the PDF game and game union multiplayer နဲ့ရေဦးတော်လိုင်းရဲ့မီနီတို့ဟာထင်ရှားပြီးတော့စစ်ကောင်စီပြတ်မှတ်ထားခံရတဲ့ game များဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာနေ့တိုင်းဗုံပြင်းမြို့နယ် ခမရ၄၃နှစ်တရင်ကစစ်မှုထမ်းတပ်သားတဲ့နှစ်ဦးဟာတနက်နှက်လက်ကိုယူဆောင်လာပြီးတော့အလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ၂၂ရက်နေ့မှာခမရ၄၃နှစ်တရင်ကစစ်မှုထမ်းတပ်သားတဲ့နှစ်ဦးဟာလက်နက်နှက်လက်နဲ့စေတုံးဆောင်ပစ္စည်းများကိုယူဆောင်လာပြီးယာမညမွန်တက်တော် IMA တရင်900နှစ်ထမ်းကိုအလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီတပ်သားတဲ့နှစ်ဦးကိုယာမညမွန်တက်တော် IMA ကတော်ဝင်ရှိသူများကလုံခြုံစွာလက်ခံထားရှိပြီးတော့ယာမညမွန်တက်တော်ရဲ့မူဝါဒနဲ့အညီတအူးကိုငွေကြက် 25သိန်းစီထောက်ပံ့ငွေပေးရခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတက်သားတဲ့နှောက်ရဲ့အနာဂတ်ဘဝရှေ့ဆက်ပြီးတော့ရက်တီနိုင်ရေးအတွက်ကိုလည်းသဘောဆန္ဒများနဲ့အညီဆက်လက်ပြီးတော့ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီတက်သားတဲ့နှောက်ဟာ2024ခုနှစ်မှာအဓမ္မစစ်မှုထမ်းဆေးခိုင်းခံခဲ့ရပြီးတော့၎င်းတို့ရဲ့လွတ်လပ်တဲ့သဘောဆန္ဒအလျောက်ရာမညမွန်တက်တော် IMA ထံကိုယုံကြည်စိတ်ချစွာနဲ့လာရောက်ပူးပေါင်းခိုးလုံအလင်းဝင်လာခြင်းဖြစ်ကြောင်းတင်ရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာနာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ